င်္ဂလာပါခင်ဗျာ2012ခုနှစ်နိုဝင်ဘာလ29ရက်ကြာသာပတေးနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်အောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါမင်္ဂလာညကျန်းမာရှင်ကျွန်မကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲနေ9:00ထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ရှင်မုံရလက်ဘရောင်းတော်ဂျင်းနီစီမံကိန်းရပ်ဆိုင်ရေးအတွက်ဆန္ဒပြနေကြတဲ့ဒေသခံတွေနဲ့တန်ဃာတော်တွေရဲ့တပိတ်စခန်းတွေကိုလုံခြုံရေးတပ်ဖွဲ့တွေကဒီကနေ့ကြာသာပတေးနေ့မနေ့3:00ဝန်းကျင်မှာ ဝင်ရောက်စီးနှင်းဖြိုခွဲခဲ့တဲ့အတွက်အများပြားဒဏ်ရာရခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိသက်ပိုက်တွေမီးလောင်ပုံးတွေတုံးဆွဲပြီးအင်အားသုံးဖြိုခွဲတဲ့အတွက်ဝမ်ပေါင်တရုတ်ကုမ္ပဏီရုံရှိကပင်မတပိတ်စခန်းနဲ့ကြော်ရွာတပိတ်စခန်းတွေမှာရှိတဲ့ဆန္ဒပြသူတွေဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။မုံရမျိုးရင်းလမ်းတချို့ပိတ်ဆို့ထားပြီးမယ်။ဒဏ်ရာရတန်ကတော့19ပါးကိုမုံရ NLD အဖွဲ့ဝင်တွေကစေယုံပို့ဆောင်ပေးခဲ့ကြပါတယ်။တရားပြင်းထန်တဲ့တံခါးတစ်ပါးကိုတော့မန်လေးစေယုံကိုပို့လိုက်ရတယ်လို့လွှတ်တော်ကိုယ်စားလှယ်ဒေါခင်ဆန်းလိုင်ကပြောပါတယ် ်ချင်းနှစ်မြကန်ပေးမှာတရားရသူတွေရှိနေတယ်လို့ကြားသိရတဲ့အတွက်အကူအညီပေးဖို့စီစဉ်နေတယ်လို့လည်းမောရ NLD အဖွဲ့ဝင်တွေကပြောပါရယ်အခုနောက်ဆုံးရရှိလာတဲ့စီးရင်တွေအရတန်ဃာတော်တွေပါဝင်ဆန္ဒပြသူ80ကျော်တရားရပြီးတန်ဃာပါ30ကျော်စေယုံတင်တာအကြောင်းနဲ့တန်ဃာ10ပါးပျောက်ဆုံးနေကြောင်းသိရပါရယ်ခင်ဗျာလက်ဘရောင်းတောင်ကျင်းဒီစီမံကိန်းတပိတ်နှိမ့်နှင်းရေးမှာအသုံးပြုခဲ့တဲ့မိသက်ပိုက်တွေမျက်ရည်ရိုးဘုံတွေမိခိုးဘုံတွေဟာနိုင်ငံတကာမှာအထူးကယုံနှိမ့်နှင်းရေးအတွက်အသုံးပြုနေတဲ့ပစ္စည်းတွေကိုသာသုံးခဲ့တာဖြစ်တဲ့ ဒီပောက်ကွဲပစ္စည်းတွေကိုအလွန်ကျွံသုံးခဲ့တာမရှိဘူးလို့မြမဆိုရသတင်းထုတ်ပြန်ရေးအဖွဲ့ကဒီကနေ့ကြေညာပါတယ်။အဲ့ဒီသပိတ်နေနေရေးမှာဒဏ်ရာရသူတွေရဲ့ဒဏ်ရာတွေဟာတာမန်မီးလောင်ဒဏ်ရာမျိုးမဟုတ်ဘဲဓာတုပစ္စည်းတစ်ခုခုနဲ့ထိထားတဲ့ပုံစံမျိုးတွေ့ရကြောင်းတာမန်ထိကယုံလက်နက်မျိုးမဟုတ်တဲ့အတွက်ဆိုရအနေနဲ့လုံလောက်တဲ့ဖြည့်ရှင်းမှုတွေလုပ်ပေးဖို့လိုအပ်တယ်လို့11 News Group ရဲ့ CEO ဒေါက်တာတန်းထွန်းအောင်ရဲ့ပြောဆိုချက်ကိုလူမှုရေးစာမျက်နှာတွေမှာဖော်ပြကြပါဗျာ။ ဒါပြင်ဓာတုဗေဒပညာရှင်ဒေါက်တာခင်မောင်ညိုကလည်းမျက်ရည်ရိုးဘုံကြောင့်မီးလောင်နေဆိုတာမရှိခဲ့ဘူးတဲ့အကြောင်းနဲ့အခုတုံးခဲ့တဲ့ဘုံတွေဟာမျက်ရည်ရိုးဘုံဖြစ်ဖို့အလားအလာနေပါတယ်လို့သတင်းမီဒီယာတွေကပြောဆိုပါရရှင်။လက်ဗရောင်းတောင်ဆန္ဒပြအရေးနဲ့ပတ်သက်ပြီးမုံရမျိုးကိုရောက်နေတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဆန်းစုကြည်ဟာဒီကနေ့ညနေပိုင်းမှာဝမ်ပေါင်းကုမ္ပဏီတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒေါက်တာဆန်းစုကြည်ဟာနေ့လယ်ပိုင်းကလည်းကျင်းနီစီမံကိန်းအေရီးယားတွေကတပိတ်စကန်းတွေကိုရဲတပ်ဖွဲ့တွေအကြမ်းဖက်ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေရဲ့မိသားစုဝင်တချို့နဲ့ဒေသခံအားနာပိုင်းတချို့ကိုသူတဲခိုတဲ့ Win Unity Hotel မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါပြင်ဒေါ်ဆန်းစုကြည်ဟာတပိတ်စကန်းတွေဖြုတ်ခွဲခံလိုက်ရတဲ့ကျင်းနီစီမံကိန်းနေရာကိုတွားရောက်ကြည့်ရှုတယ်လို့လည်းသိရပါတယ်။ LeBron တောင်အရေးနဲ့ပတ်သက်ပြီးဒေသခံတွေနဲ့တွေ့ဆုံမှုအတွက်ဒေါ်ဆန်းစုကြည်ဟာဒီကနေ့မုံရမြို့ကိုရောက်သွားခဲ့တာဖြစ်ပါတယ်။မုံရမြို့နဲ့၃မိုင်လောက်ကွာတဲ့ကျဲစင်တောင်အနီးကကန်ကုန်းရွာကိုရောက်သွားပြီးမေကွန်းပြောဖို့လည်းစီစဉ်ထားပါတယ်။ဒေါ်ဆန်းစုကြည်ဟာမုံရဆေးုံကြီးမှာ နေ့ညအကြမ်းဖက်နှိမ်နှင်းမှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေနဲ့တွေ့ဆုံမယ်လို့လည်းသိရပါတယ်ခင်ဗျာလေဘရောင်းတောင်တပိတ်တိုက်ပွဲမှာအစိုးရတပ်ဖွဲ့တွေရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့်မီးလောင်တံရရသွားတဲ့တန်ဃာတော်တွေနဲ့လူပုဂ္ဂိုလ်တွေကိုရန်ကုန်နာရေးကူညီမှုအသင်းကကူညီဖို့ဒီနေ့ညနေမှာခရီးစတင်ထွက်ခွာသွားပါတယ်သူတို့အသင်းနေနဲ့လိုအပ်တဲ့စေဝါနဲ့တခြားအကူအညီတွေပေးမယ်လို့နာယေကူညီမှုအသင်းရဲ့ဥက္ကဋ္ဌရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူက RFA ကိုပြောပါရတယ်။ဒါအပြင်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ခေါင်းဆောင်တွေက လက်ဘရောင်းတောင်ဒေတာတဝိုက်ချေးရွာတွေမှာခိတခိုးအောင်းနေတဲ့ပခုတ်ကူမုံရွာမင်းကလေးမျိုးတွေကတန်ဃာတော်တွေကိုလိုက်လံတွေ့ဆုံပြီးအားပေးကူညီနေတယ်လို့မြမလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ကကိုနေမျိုးစင်မင်းလေးခြေဆိုင်ဆိုင်အောင်စုံအဖွဲ့တို့လည်းတပိတ်ဖြိုခွဲခံရတဲ့နေရာတွေကိုရောက်နေပြီးအကူအညီတွေပေးနေတယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားကြတဲ့တရုတ်ကုမ္ပဏီတွေဟာကြီးမားတဲ့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရပြီးတရုတ်စုအနေနဲ့မြန်မာပေါ်ဩဇာအာဏာသုံး ဖိအားပေးဖို့လိုအပ်ကြောင်းဒီကနေ့တရုတ်နိုင်ငံမှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာကရေးသားလိုက်ပါတယ်။အင်အားချိနေတဲ့ဒီမိုကရေစီစနစ်ကြောင့်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းတွေထိခိုက်နစ်နာနေရတယ်လို့ခေါင်းစည်းပေးရေးသားထားတဲ့အဲ့ဒီသတင်းဆောင်ပါမှာအခုလိုတိုက်တွန်းလိုက်တာပါ။တရုတ်ကုမ္ပဏီတွေရဲ့အကျိုးစီးပွားအတွက်တရုတ်နိုင်ငံကဩဇာတုံးဝင်ရောက်ကာကွယ်ပေးဖို့လိုတဲ့အကြောင်းလက်ဗရောင်းတောင်ကျင်းနီစီမံကိန်းကိုရပ်ဆိုင်းရမယ်ဆိုရင်တရုတ်နိုင်ငံကိုရောမြန်မာနိုင်ငံအတွက်ပါထိခိုက်နစ်နာမှာဖြစ်တဲ့အကြောင်းကိုလည်းတရုတ်ကွန်မြူနတီပါတီကထုတ်ဝေတဲ့အဲ့ဒီသတင်းစာကရေးပါတယ်။ မြန်မာနိုင်ငံကတရုတ်ကုမ္ပဏီတွေရုပ်သိမ်းသွားရေးကိုအနောက်နိုင်ငံတချို့နဲ့ဒီပြဿနာကိုကြီးကြေအောင်လုပ်နေတဲ့ NGO အဖွဲ့တွေကနောက်ွယ်ကလုပ်နေတာတေချာတဲ့အကြောင်းဒီလောက်ရရက်ဆိုင်ခဲ့ရင်အနောက်အင်အားစုတွေနဲ့ဂျားလူတွေကဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့သာရှိတဲ့အကြောင်းကိုလည်းသတင်းစာကရေးသားထားပါတယ်ခင်ဗျာ88မျိုးဆက်ចောင်းသားကောင်းဆောင်တွေရဲ့တင်းနှင်းတာရီတိုင်းခီးစဉ်ဟာဒီကနေ့ဆုံးသက်ခဲ့ပါတယ်88မျိုးဆက်ចောင်းသားကောင်းဆောင်တွေဖြစ်ကြတဲ့ကိုမင်းကိုနိုင်ကိုကိုကြီးတို့ဟာဒီကနေ့မနေ့ကဒဝယ်မြို့နယ်မှာဒေသခံပြည်သူ300ကျော်နဲ့တွေ့ဆုံခဲ့ပြီး ဒေသခံတွေတွေ့ကြုံနေရတဲ့ပညာရေးနဲ့ကျန်းမာရေးပြဿနာတွေကိုအဓိကထားပြီးဆွေးနွေးခဲ့ပါတယ်။ဒီကနေ့နေ့လည်းမှာတော့88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကိုကိုကြီးကိုပြုံးချုံနဲ့မမီမီတို့ကရန်ကုန်ကိုလေကြောင်းခရီးစဉ်နဲ့ပြန်လည်ရောက်ရှိလာပါတယ်။ဖိတ်88မျိုးဆက်အဖွဲ့ရဲ့ဖိတ်ကြားမှုနဲ့တနင်္လာနေ့တိုင်းကိုရောက်ရှိလာတဲ့ကျောင်းသားကောင်းဆောင်တွေဟာနိုဝင်ဘာ22ရက်နေ့ကနေ29ရက်နေ့ထိကြာမြင့်တဲ့ရှေ့ရကြာခရီးစဉ်အတွင်းပလောဘိတ်ကမ်မောစခန်းတိ

ဟာရုပြရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနေ့9နာရီထိညစင်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်။ပြန်ကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ် RFA ရုံးမြင့်တန်းကြားအစီအစဉ်တွေကိုဆက်ပြီးကြီးစုနေရတာပါအခုသတင်းဆောင်မတွေဆက်ပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာငင်းချင်းရေးအတွက်ယုံကြည်မှုတိဆောက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ရှမ်းတိုင်းသားအင်အားစုပေါင်းစုံပါဝင်တဲ့ညီလာခံတရက်ကိုရန်ကုန်ဗဟန်းမြို့နယ်ကတော်ဝင်နေ့စီခန့်မှတ်မှာတနင်္လာနေ့ကစပြီး၃ရက်ကြာကျင်းပခဲ့ပါတယ်။ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့မနေ့ကတော့ညီလာခံနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော့မငင်းကြီးပြည့်ရဆက်ပြီးတင်ပြပေးပါပါရှင်။ နေဆက်အခြေဆိုင်ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလူအခွင့်ရေးအဖွဲ့တွေအပါအဝင်ပြည်တွင်းပြည်ပရှမ်းတိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းခေါင်းစဉ်နဲ့ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့၃ရက်ကြာဆွေးနွေးပွဲဟာမနေ့ကပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေကကြေညာချက်တရက်ထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုနောက်ပြန်မဆုတ်နိုင်အောင်တွန်းအားပေးဆောင်ရွက်သွားမယ်လို့အဲ့ဒီရှမ်းခေါင်းဆောင်တွေရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ် ရှမ်းတိုင်းရင်းသားတွေရဲ့ညီလာခံအပြီးမှာ နောက်တစ်ဆင့်အနေနဲ့တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ညီလာခံတစ်ခုကိုကျင်းပသွားနိုင်ဖို့ကြိုးစားဆောင်ရွက်သွားမယ်လို့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရမှုဦးဆိုင်ညွန့်လွင်ကပြောသွားခဲ့ပါတယ်။မိမိတို့ပါဝင်သည့်အနေအထားမှအလေးအနက်ထားပူးပေါင်းဆောင်ရွက်ကြရနှင့်မိမိတို့အားလုံးစုပေါင်းခြင်းအဖြစ်နောက်ပြန်မဆုတ်တော့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ေရာအလိုက်အစင်အလိုက်အကောင်းကဲခေါ်နိုင်သည့်အခြေအနေများရောက်အောင်အချင်းချင်းပံ့ပိုးမှုများလုပ်၍အထူးတွားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပြီး နိုဝင်ဘာလ26ရက်နေ့ကစပြီး၃ရက်တာကျင်းပခဲ့တဲ့ဆွေးနွေးပွဲကိုရှမ်းတိုင်းဒေသနိုင်ငံရေးပါတီ၃ဘွဲကကိုယ်စားလှယ်ပြီးရှမ်းလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲရဲ့ကိုယ်စားလှယ်တွေပြည်တွင်းပြည်ပအခြေဆိုင်ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း၁၁ဘွဲကကိုယ်စားလှယ်တွေမြို့နယ်ပေါင်း52မြို့နယ်ကကိုယ်စားလှယ်တွေနဲ့ပညာရှင်တွေစုစုပေါင်းဥယျာဉ်190လောက်တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲအပြီးမှာဥခွန်ထွန်းဦးဗိုလ်ချုပ်စေထင်ဦးဆိုင်ညွန့်လွင်နဲ့နန်းရှန်တောင်တို့ကသတင်းတောက်တွေရဲ့မေးမြန်းချက်တွေကိုဖြေကြားခဲ့ကြပါတယ်ဒီကောင်လေးဆိုရင်တော့ထောက်ကူရတဲ့ကလူကဒီချိုခဲ့တဲ့ပြည်သူစာချုပ်ပေါ်မှာဟောသူတို့ချုပ်ဖြဲရေးတယ်ဆိုရင်တော့နောက်ကျွန်တော်ကချုပ်တဲ့စာချုပ်လေးတွေဟာအေးဖွဲ့လေးတွေဟာဒီ ားလုံးကဟိုအစိုးရလည်းပြောတယ်ဒါဘယ်ဘက်ဖြစ်ဖြစ်လက်ရှိမှာလက်ခံချက်ပြင်ပြင်လက်ခံအမဲဒီမှာရှိတယ်အဲပြီးတော့အစိုးရကလည်းဒီ2008ဟိုပေါ့နော်အရှိကကျွန်တော်အရှိအဟုတ်တွေကိုပြင်ပါပြင်ပါဆိုပြီးမှပြောနေတယ်အဲ့လိုပြောကဒါလိုမျိုးအဲ့လိုမျိုးပြောနေတာအရှိနေမှာပေါ့နော်ပြောဆိုလို့ရှိရင်ဒီကျွန်တော်တို့ကတော့တိုင်းသားတွေလူမျိုးတိုင်းသားလူမျိုးစုတွေဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ကခိုင်နေတာတော့ကျွန်တော်တို့ဒီဘုရားမှာလည်းကျွန်တော်ပြောပါမယ် ကျွန်တော်တို့ပမာဏဆိုလို့ရှိရင်ဒီဒီမိုကရေစီရဲ့ပြောသူ့ပြည်ရဲ့တိုင်းလာမှုစုအရေးဟာထပ်တူညရေးကြည့်ပါတယ်သူတို့ဟာဒီတိုင်းလာမှုစုဒီရဲ့အရေးကိုပြင်ရှင်းမဲ့နဲ့ဒါဒီမိုကရေစီရဲ့အသူ့ပြည်ရဲ့ပြင်ရှင်းပြီးတော့ဒီဒီမိုကရေစီရဲ့အသူ့ပြည်ရဲ့ဆိုရှင်းမဲ့တိုင်းလာမှုစုရဲ့အကူအညီရတယ်ဒါပဲ Number one. အချိန်ဆိုလို့ရှိရင်ပြင်ပလာဂရီကိုပြီးဖို့ရည်ကြီးတယ်ဂရီမသိဘူးဆိုလို့ရှိရင်အဲလိုသိမယ်အဲလိုလည်းမေ့လို့ပြီးမယ်နော်ဘယ်အမေကြောင့်ခါပေါင်း40 50လောက်ဒီတိုက်ပွဲရလက်မထိုးသေးတကွဲပေါ်မှာတော့မလျှောက်သေးဘူးမတိုက်ပွဲဖြစ်နေပြီအဲ့ဒါဒါခဲလို့သိမှာပဲနော်ဒါကတော့ကိုပေးရေးကိုသိဘူးဒီရမယ်ကိုပြောပါဖယ်ဖယ်မူသွားဖို့လည်းချက်ပါလီရဲ့အနေနဲ့ဘယ်လိုယူဆမှုတွေလောက်ဆောင်နေလဲဆိုတာလေးသိချင်ပါတယ်ဘယ်လိုကတော့အချင်းပြင်းနေတော့ဒါ တော်တော်ကြီးရာနေခါချမ်းပြန်နေမွေးပါလာလို့ကြောင့်ဒါကျွန်တော်တို့ဖယ်ရွယ်မှုတိုင်းပါမယ်ဆိုတာတော့ကဲလို့ပြီးပြီးသားပါเนาะရှိတာမှရှားရဲ့အချင်းရဲ့ချင်းမရှိတာဘူးအဲ့တော့နောက်ပိုင်းဟာတွေကတော့ဒါဒါအစပဲရှိတယ်ဒိဟာဒီဖယ်ရွယ်မှုပြောဖို့ဆိုဖို့ဆိုတာကျွန်တော်တို့ကဟုတ်တော့90ရွေးကောက်ပွဲဝင်လာခဲ့ဒါကျွန်တော်တို့ရဲ့ SNDD ရဲ့ရည်တည်မှုပါအဲ့ မရိုက်မလဲမှာနော်ခိုင်မင်းရဲ့ကျွန်တော်ဆွဲနေတာဆွဲနေမှုရမှာနော်ဘဝမှာလာတော့လည်းပြောတယ်မစ္စစ်ပင်နေရတဲ့လားလေဘဝပြီးမှာအဲ့ဒါသာမကြားရင်တော့ဘူးရင်းရင်းရင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်လို့စစ်မှန်တဲ့ဖက်ဒရယ်ပြည်တော်သူ့ကွန်စတီကျူရှင်းသူ့ကိုဖန်တီးပေးပါဒါမှသာလေရင်းကြရေးခိုင်မြဲပဲနောက်ပြီးတော့တနက်ကလည်းဟောက်ရေးနေဝါပဲပြောပြောပြောရအောင်ကျေနပ်ဖွင့်ပြလာမှုမရှိဘူးလို့ဖွင့်ပြန်ပြန်ရရလည်းရှိပါတယ်အဲ့ဒီအဲ့ဒီဒီ new change မှန်တယ်လို့ပတ်သက်ပြီးတော့ ดีอันชัวร์แล้ส่วนนั้นเรงเียนดิฉันมาในหนึ่งหมอดรเชฉนได้ไงหรือจะรู้มีในส่วนดิฉันมาใช่อ๋อแต่กำแพงพารามีเราหยู่ย้ำว่าการขึ้นเส้นง่ายเดลีในขนมมันทางข้อถามก็ได้ได้บนอันเท่าคารายหันได้มันก็เท่าคาก็ใครทาหันว่าต่อเร็วตรงบอกจึงเมืองหนอรเวย์นะเนาะอันนี้เป็นปัตตานียนพี่สปอร์ตอินิชิทีฟใ่าอ่า ย่างแนวก็เลยอุโอนั่งหลงกองจืดแล้วก็แต่ในว่าจอยแถมเล่นนาทีเจ้าเครื่องถนอมไปกันเท่าคาไทยเท่าเป็นไหมซูยังเย็บจะกวนหูดีนาทีชินีอะไรอยู่เท่าจะได้อีสิ่งข้าบามิวดีแทงแง่อะไรชินีพอดีကျွန်တော်အဲ့ဒါမိဘမဘလိုနဲ့ဖြေရမယ်ဆိုလို့ရှိရင်တော့မလုံတော့သေးပါဘူးဆက်ပြီးတော့မှအဲဟိုပြောနေရမယ်ပေါ့လေကျွန်တော်တို့ကအခါလာလဲရှင်းလို့ရှိရင်ဟိုသူ့ရှိရတော့မကင်းဘူးဆိုင်ဖြေပြီးငါလက်ပေါက်90ကျော်ပြီ တို့ဘယ်လိုမှတော့တော့ဓာတ်တူရည်ယူခဲ့တယ်အခုကျတော့နော်ဘေးကျင်လို့ဘေးလို့ဘေးကျင်လို့ဖြစ်နေတယ်ကွန်မေကွန်နယ်ဦးဆောင်တဲ့68မျိုးဆက်ចောင်းသားများအဖွဲ့ကတနင်္လာရီတိုင်းကိုလှည့်ပြီးပွင့်လင်းလူဖွဲ့စည်းဖော်ဆောင်ရေးအတွက်ဒေသခံလူလူကိုဟောပြောခဲ့ကြပါတယ်။ RFA ဖွဲ့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ခင်ဗျာ။ တနင်္သာရီတိုင်းကိုလှည့်ပြီးတော့ပွန်လဲလူဖွဲ့သည်ပေါ်ပေါ်ရေးဆောင်ရွက်နေကြတဲ့88မျိုးဆက်ကြောင်းသားကောင်းဆောင်တွေဟာအခုလ29ရက်နေ့ညပိုင်းကကော့တောင်းမြို့ကိုရောက်လာပါတယ်။ညာကြီးမင်းကြီးအချိန်ခါဖြစ်ပေမဲ့လို့သူတို့ကိုနေကန်လူလူတွေကကြွေးကြော်အတန်းနဲ့တောင်းတောင်းဖြဖြကြိုဆိုကြပါတယ်။ ဆစ်ဆက်ရှင်မျိုးဆက်ကြောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကခီးရောက်မဆိုင်လာရောက်ကြိုးဆိုကြတဲ့ပြည်သူလူထုကိုနှုတ်ဆက်စကားပြောကြပါတယ်လာလမ်းမှာဒီဒီအိတ်ဘတ်စကားကိုလူကပြန်ပြီးတော့ဆွဲခဲ့ရတဲ့နေရာတွေရှိတယ်အဲ့ဒါဘာကိုပြလဲဆိုတော့ကျွန်တော်တို့တန်းပြီးရကျွန်တော်ခင်ဗျကိုမျိုးတိုးတက်တယ်ဆိုတာကိုပြတယ်ဟုတ်ရဲ့ နောက်တစ်နေ့မှာလဲကော်တောင်းမြို့ကမင်းစုတကခမ်းမမှာကိုမင်းကိုနိုင်ဦးဆောင်တဲ့88မျိုးဆက်ចောင်းသားကောင်းဆောင်တွေဟာမြန်မာနိုင်ငံတို့ကလက်ရှိနိုင်ငံရေးလူမှုရေးအခြေအနေတွေကိုတက်ရောက်လာတဲ့ပြည်သူလူထုကိုဟောပြောကြပါတယ်။တနင်းသာရီတိုင်းဟာဟောဒီအမိမြမပြည်မှာရတနာတွေကိုသူ့ရဲ့လက်နဲ့တဆုပ်ပြီးတဆုပ်ပေးနေတယ်လို့တတ်ထုတ်တိုက်တယ်အမတန်ပေါ်ကြွယ်ဝတယ် တိုင်း gas တွေထွက်နေတဲ့အတိုင်းဗမာတပီလုံးရဲ့တတ်ထုတွေကို အများဆုံးထုတ်ပေးနေတဲ့ဟောဒီတင်းသားကြီးတိုင်းဟာတိုင်းပြည်ဘန္နာကို အများဆုံးရှာပေးနေတဲ့အထဲမှာလည်းပါတယ်ဒါပေမဲ့အဲ့ဒီဒေသကိုကျေးဇူးဆက်လိုက်ပုံကကားကိုလူကနေကျိုးနဲ့ပြန်ဆွဲရတယ်ဆိုတာတော်တော်အသေးနာကိုကောင်းတယ်ဟုတ်ပါဆိုရင် အနီခစ်ဆိုရင်လည်းအနီကိုကင်လိုက်ကြတာပဲမဆာလာအပြာကြီးတော့လည်းအပြာအောက်ကိုဝင်ကြတာပဲဒီလိုပေါ့စစ်ယူနေပေါ့စိမ့်စိမ့်နေခစ်စားတော့လည်းအစိမ့်ရောအောက်မှာသွားရက်ကြတာပါပဲအဲ့တော့တောင်းနေတခစ်စမ်းပြီဆိုတဲ့အခါမှာဘယ်သူမဆိုကိုကိုကိုတောင်းလို့လို့ဘာလို့လို့ခိုက်ထုတ်ခြင်းတဲ့လူတွေလည်းရှိပါလိမ့်မယ်ဘယ်ပြုတ်ပါမဆိုရှိမယ်ဘယ်ရွာပါမဆိုရှိမယ် အဲ့တော့နာမည်ကတော့သိရေးမကြည့်ဘူးလောက်ရတယ်ကိုကြည့်ပါကိုခေါ်တဲ့တရားနဲ့ကိုကျင့်တဲ့တရားနဲ့တစ်ထပ်တည်းကြာမှာ88လို့မှတ်ပါဒီဆက်ရှိမျိုးဆက်ចောင်းသားအဖွဲ့ဟာအခုလ23ရက်နေ့ကတင်လိုက်တိုင်းစီယုံရေးခီးစဉ်ဖြစ်ဗိမ့်မြုပ်ကိုရောက်ရှိခဲ့ပြီးဝန်လင်းလူဖွဲ့စည်းပေါ်ဆောင်ရေးကိုဟောပြောခဲ့ကြပါတယ်။ အဲ့နောက်တနင်္လာရီတိုင်းအတွင်းကကြံတဲ့မြို့ရွာဒေသတွေကိုပါသွားရောက်ပြီးမြန်မာနိုင်ငံမှာပွင့်လင်းလူပေါင်ဖွဲ့စည်းတစ်ခုဖြစ်လာဖို့အတွက်ဟောပြောတာတွေပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာရှိဆက်ရှိခုနှစ်နောက်ပိုင်းမှာနှစ်အတော်ကြာမကျင်းပဖြစ်ခဲ့တဲ့ ဥပဂျန်လန်ကတ်တွန်းပြပွဲကိုဒီနှစ်မှာဒုတိယအကြိမ်ဖြစ်ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ကဆက်ပြီးတင်ပြပေးမှာပါရှင်။ရန်ကုန်မြို့လမ်းမတော်မြို့နယ်73လမ်းအောက်ပလောက်မှာရှိတဲ့နေမဲကျော်ကတ်တွန်းဆရာကြီးဥပဂျန်နေထိုင်ခဲ့တဲ့ကတ်တွန်းဥပဂျန်လမ်းရဲ့69ကျိမ်မြောက်တသောင်းနိုင်မီထွန်းပွဲနဲ့သုံးသပ်တိုင်းလောင်းလှပွဲကိုနိုဝင်ဘာ26ရက်နေ့ကနေနိုဝင်ဘာ29ရက်နေ့ထိကျင်းပခဲ့ပါတယ်ဒီပွဲမှာမြန်မာနိုင်ငံအနှံပြားမှာရှိတဲ့ကာတွန်းဆရာတွေရဲ့ ကာတွန်းလက်ရာတွေကိုပြသခဲ့ပါတယ်။ဥပကျန်လမ်းမှာနှစ်စဉ်ပြုလုပ်တဲ့ကာတွန်းပြပွဲကို1988ခုနှစ်ကစလို့အာနာပိုင်အဖွဲ့တွေကခွင့်မပြုခဲ့ပေမဲ့ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရဖွဲ့တည်တက်လာပြီးနောက်ပိုင်းမှာတော့ကာတွန်းပြပွဲကိုပြန်လည်ကျင်းပခွင့်ရရှိခဲ့တာပါ။ကာတွန်းကားချက်အများစုဟာ မြန်မာနိုင်ငံရဲ့ပြောင်းလဲနေတဲ့နိုင်ငံရေးစနစ်ကိုဖော်ပြတဲ့ကာတွန်ကားချက်တွေဖြစ်ပြီးအမျိုးသမီးတွေရဲ့ဝတ်စားစင်မှုပုံစံပြောင်းလဲလာမှုအပါအဝင်မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ကာတွန်ကားချက်တွေကိုလည်းပြသထားပါတယ်။ဒီနှစ်မှာလေးဟိုကောင်မလေးဝတ်စားဝတ္တာတွေကိုအရင်ရေးကြတယ်။နောက်ပြီးတော့သွတ်တော်ကြောင်းပြီးတော့နောက်ပြီးတော့ဒီနှစ်ရေးထားတဲ့အရင်ကောင်းပါတယ်။ဟိုဒါလည်း moral အကုန်လုံးညံလာတယ်လို့ပြောတယ်။အဲ့မှာအဖွားကြီးကပြောတာပေါ့နော်။ဘာ moral လဲဆိုတော့ အဲ့လူရပြန်ပြောတာကားကိုပြောတာလို့ပြောတာဗောနော် အခုခေတ်ဝေစားစင်ပုံမျိုးရေးထားအရင်တော့ကြာဟောမအနေနဲ့ရဲရီကိုရေးပါလို့ထင်တယ်ဒါရီကိုဖတ်မိရဲ့ခါမှာလူတိုင်းလူတိုင်းဆင်ခြင်လို့ရတာဗောနော်ပြီးသွားလို့ရှိရင်သူကအဖြစ်မှန်တွေကိုရေးထားတော့ပို့ပြီးတော့လည်းကောင်းပါတယ်ဒီပြပွဲမှာဝိုင်းကာတွန်းဆရာကြီးတွေဖြစ်တဲ့ကာတွန်းတစ်ထွန်ကာတွန်းငွေကြီးကာတွန်းကိုကိုမောင်နဲ့လူငယ်ကာတွန်းဆရာ60ကျော်ရဲ့လက်ရာကာတွန်းကားချက်120ကျော်ကိုပြသခဲ့ပြီးအဲ့ဒီထဲကအကောင်းဆုံးကာတွန်းလက်ရာ5ခုကိုရွေးချယ်ဆုချီးမြှင့်ခဲ့ပါတယ် ဒီနှစ်အတွက်ပထမစုကိုတော့မော်လမြိုင်မြို့ကကိုချင်ရဲ့ကာတွန်ကားချက်နဲ့ဒုတိယစုကိုကိုထေးဝင်းရဲ့ကာတွန်ကားချက်တွေကရရှိခဲ့ပြီးသူချီးမြင့်ပွဲကိုဒီကနေ့ညပိုင်းကကျင်းပခဲ့ပါတယ်ကစားမုံလာပြင်းနေမှာနှစ်စဉ်ကျင်းပလေးရှိတဲ့ရွှေဒဂုံစီရီတော်မသိုးတင်ကန်ကတ်လူပွဲကိုမနေ့မနေ့ပိုင်းကကျင်းပခဲ့ပါတယ်။ RFA တရင်တော်မတ်စင်မာဝင်းကတင်ပြထားပါတယ်ခင်ဗျာကျမအခုရောက်ရှိနေတာကတော့ရှီကွန်ဖျားအောင်မြင်မှာရှိတဲ့28ကျိန်မြောက်မတိုးတင်ငယ်ရလုတ်ပူဇော်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်။ဒဇာမုံလာပြည့်နေ့မနက်မှာရှီကွန်ဖျားမှာရှိတဲ့စင်နုတော်တွေကိုစက္ကပ်လူကမ်းမဲ့မတိုးတင်ငယ်တွေကိုအသင်း၉သင်းဟာရှင်ပြန်ရလုတ်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်အသင်း၉သင်းတွေက၅သင်းကတော့ရလုတ်ပြီးစီးပြီးဖြစ်ပါတယ်။ကျန်တဲ့အသင်းတွေကတော့သူတို့ရဲ့မတိုးတင်ငယ်တွေကိုဆက်လက်ရလုတ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။ ။ဒီဇမုံလာပြည့်နေ့မှာရွှေတကုံစေရီတော်ဘုရားဘော်ကဘုရားကိုးစုကိုစက္ကပ်လူရမ်းမဲ့မတိုးတင်ကန်းကိုးစုံကိုဟန်တာဝရီအင်းဝတည်ရခစ်တရားအဆရှိတဲ့မြန်မာနိုင်ငံရဲ့ခစ်တွေရဲ့အမည်တွေကိုမှဲ့ခေါ်ထားတဲ့ရကန်းစင်ကိုးစင်ကအဖိတ်နေ့ညမှာအပြန်ရက်လုကြပါတယ်။ရက်လုလို့ရရှိထားတဲ့မတိုးတင်ကန်းတွေကိုတော့ကျွမ်းကျင်သူတွေကအပြစ်အနာစာရှိမရှိစစ်ဆေးပြီးမှရွှေတကုံစေရီတော်ဂောဘကအဖွဲ့ဝင်တွေကပထမစုဒုတိယစုနဲ့တတိယစုစတဲ့စုကြီးတွေအပြင်နှစ်သိမ့်စု၆စုကိုလည်းညရင်းချင်းအခုလိုချင်းမြင့်ခဲ့ပါတယ်။ဒုတိယစုတိုင်းကြီးတို့ အခုလိုမသိုးတင်ကန်းတွေရှင်ပြန်ရက်လုပ်ပူဇော်ရတဲ့အခမ်းအနားကျင်းပဖြစ်လာပုံနဲ့မသိုးတင်ကန်းလို့ခေါ်ရတဲ့အကြောင်းကိုရွှေဒဂုံစီရီတို့ကောဘကယုံတာဝန်ရှိသူဦးဝင်းကျန်က RFA ကိုအခုလိုပြောပါတယ်ရှင်။ရှင်ပြန်တဲ့တင်ကန်းကတ်တဲ့သဘောဖြစ်အောင်နောက်တစ်ခါမြန်မာယူအရက်ကန်းကိုလည်းဖော်ဆောင်တဲ့သဘောလည်းဖြစ်အောင်ဆိုပြီးတော့ညာတွင်ချင်းအပြီးရက်တဲ့ညာတွင်ချင်းအပြီးချုပ်ရတယ်နောက်တစ်ခါနန်းနဲ့အာယုံမတက်ခင်ကတ်ရပါတယ်။တကယ်လို့အာယုံတက်သွားရင်တင်ကန်းတိုးတယ်လို့ဆိုပါတယ်။အစားအသောက်တွေက ။တတ်မှတ်ချိန်မှာစားသုံးရပါတယ်။တတ်မှတ်ချိန်နဲ့လွန်သွားရင်အစားတော့တိုးသွားပြီဆိုတဲ့စကားလိုပဲ။ဒီသင်္ကန်းကိုအာယုံမတက်ခင်ကတ်မှသာမတိုးသင်္ကန်းမြည်ပါတယ်။အာယုံတက်သွားပြီးတဲ့အခါကျလို့ရှိရင်တော့မတိုးသင်္ကန်းမမြည်တော့ပါဘူး။ဒီမသိုးတင်ကန်းတွေကိုတစောင်းမုံလာပြင်းနဲ့မနက်စောစောမှာရွှေဒဂုံစီရော်မြတ်အတွင်းကဖျားဆင်းမှုတော်တွေကိုကတ်လှူပူဇော်နိုင်အောင်ဆက်ချုပ်ပညာရှင်တွေအပြိုင်ဆိုင်ချုပ်လုပ်နေတာကိုလည်းတွေ့မြင်နိုင်မှာပါ တစားမုံလာပြည့်နှစ်မှာရွှေကုံစေရီတော်မြတ်ကိုလာရောက်ဖူးမြော်ကြည်ညိုတဲ့ပြည်သူတို့ကလည်းသူ့ရဲ့ခံစားချက်ကိုအခုလိုပြောပြပါရရှင်။သင်္ကန်းလာရောက်ပြီးတော့ကြည့်ရလာပြည့်အားပေးရတဲ့အကြောင်းအရာတော့ကျမတို့ဒီပြည့်နှစ်မှာတခါဆိုတော့ရွှေကုံအများကြီးကိုမတော်တင်ကပူဇော်ပွဲမှာလာရောက်ပြီးတော့ကြည့်ရှုအားပေးရင်းနဲ့ ရှုံးနေပရာမတ်သာပဲလာပြီးတာပဲဒဇမုံလာပြည့်နှစ်မနက်၄နာရီတိတိမှာတော့မသိုးသင်ကန်းတွေကိုရက်လုတ်တဲ့အဖွဲတွေဟာရက်လုတ်ပြည့်စည်တဲ့မသိုးသင်ကန်းတွေကိုအသီးသီးတည်ဆောင်ပြီးရွှေဒဂုံစီရီတော်ရဲ့ရင်ပြင်တော်ကိုတပတ်လှည့်လည်အပူဇော်ခံခဲ့ပါရဲ့ရှင်။ ိုပူဇော်ခံတဲ့အခါမှာလည်းမတိုးတင်ကန်ကတ်လူပွဲကိုပူဇော်ဖို့ရောက်လာတဲ့ဖျားဘူးပြည်သူတွေရဲ့လှူဒါန်းမှုအစုစုကိုလည်းအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့မသိုးတင်ကန်ရက်လုတ်ကက်လူပူဇော်ပွဲအခမ်းအနားကိုအနေနဲ့အရရက်ကဖျားဖို့ပြည်သူတွေဟာတညာလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်ရှင်။ ဇာမုံလာပြနေမနဲ့အောင်တက်ချိန်မှာပဲရွှေကုံစီတော်မှာရှိတဲ့စနုတော်ကိုးစုကိုမတိုးတင်ကန်ကိုးစုံမကြခင်မှာဆက်ကပ်လှူဒန်းတော်မှာဖြစ်ပါတယ်ရှင်ဒီသတင်းကို RFA သတင်းတောင်ကျမဇင်မာဝင်းကရွှေကုံစီတော်ဘောကနေသတင်းပေးပို့တာဖြစ်ပါတယ်ရှင် တ်ညင်ချံပန်းရည်လံအေယာဝီရေခဲရံမုံကဒီတာဖြော်ရွယ်ဖြစ်မြောက်အောင်ကုညင်မှုအတွက်ကိုလင်းလူပေါင်းဥမ္မမောင်စုကိုအာနာပိုင်များဘက်ကရကြီးဥရီများနဲ့တရားဆွဲခဲ့ရမှာပုံမှန်26ရဒံငွေ300ကျပ်နဲ့ပုံမှန်29ရဒံငွေ300ကျပ်အတူတူချမှတ်လိုက်ပါတယ်ဒံငွေမပေးဆောင်နိုင်ပါကထောင်ဒဏ်2လနဲ့9ရက်ကြာခံရမှာဖြစ်ပါတယ်အဲကျွန်တော်ကိုပုံမှန်26ရဟဲ့လားဒံငွေ300နဲ့ ။ဟုတ်မ29000။တန်ငွေ3000။တန်ငွေ3000။ဒီကြီးဦးရရရ။လိုက်ပါဆောင်ရွက်တဲ့ရှင်းနေမြကွန်ရဲ့ဒေါ်မိမိခင်ကတော့ရှေ့ဆက်လို့ရမယ်လုပ်ငန်းစဉ်ကိုပြောပြပါလေ။သူကဥမောင်ဆိုပြောတဲ့အတိုင်းအဲပြစ်ရှိတယ်ဆိုပြီးတော့ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အနေအထားဖြစ်ပါတယ်။အဲကျွန်မသူအတွက်လိုက်တဲ့ရှင့်ကြီးတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဥပဒေအရမျက်နှာမှုတွေရှိတယ်လို့ယုံကြည်ပါတယ်။အဲဥပဒေအရမျက်နှာမှုတွေရှိနေတဲ့အတွက်ထက်ဆင့်နဲ့ယုံ ဆင်ဆင်ဆက်လက်ပြီးတော့ဥရေပောင်းတွင်းရနေယူခံသွားဖို့အစီအစဉ်ရှိပါတယ်။တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ်မှာတော့ပြည်သူများနဲ့လူမှုကွန်ရက်အဖွဲ့အစည်းများကအခုလိုသုံးသပ်ပါတယ်။ဟောပြောရမယ်ဆိုရင်တော့ဒီအမှုကတရားရုံးကိုရောက်ကိုရောက်မလားတဲ့နဲ့အမှုမျိုးဗျ။ဘာဖြစ်လို့လဲဆိုတော့သမ္မတကြီးဦးသိန်းစင်ကလည်းပြောထားတယ်။ကျွန်တော်တို့ဒီလူမှုရေးလုပ်ငန်းတွေကိုအားပေးရလို့သမ္မတကြီးဦးသိန်းစင်ကပြောတယ်။နောက်တတိပညာရှင်ဖြစ်တဲ့စိုင်းဆရာကုတာတို့ကလည်းဒီလိုလူမှုရေးလုပ်ငန်းတွေဟာ ဘိုးဘွားကျယ်လေးလောက်တော့မှညလာမယ်လို့ဒီသူ့ရဲ့ထုတ်ပေးခဲ့တဲ့ဒီပြည်သူ့အဖွဲ့အစည်းလေးများဆိုတဲ့စောင်းအတီလင်းပြောထားတယ်အဲ့တော့ကျတော့ဒီလိုမျိုးဒုမှုကွန်ရက်တစ်ခုကဟောဒုမှုရေးအသင်းအဖွဲ့တစ်ခုကပိုင်ရလန်ဆိုတဲ့အဖွဲ့တစ်ခုကလုတ်တဲ့ကိစ္စတွေမှာလွတ်လွတ်လပ်လပ်လုတ်တာလုတ်စေတဲ့အခုလိုမျိုးတရားရုံးကနေတရားစီရင်တာတွေအမိန့်ချတာတွေအပြစ်ပေးရတယ်မဖြစ်တဲ့မဖြစ်ထိုက်တဲ့အလုပ်တစ်ခုလို့ကျွန်တော်ကတော့ယူဆတယ် လူမှုရေးအဖွဲ့အစည်းတွေကိုတမရာကြီးကိုယ်တိုင်အားပေးရမယ်လို့ပြောကြားထားရတာ ਨੇ လူမှုရေးအသင်းအဖွဲ့တွေကိုတရားစွဲဆိုတဲ့တရားရုံးကနေပြစ်ဒဏ်တွေပေးတယ်ဆိုဗမာနိုင်ငံမှာဒီမိုကရေစီအပြောင်းအလဲကိုကျွန်တော်တူးတဲ့သဘောအနေနဲ့ပုံမှန်လင်းပြောရမယုံကြည်ဘူးတန်ရလန်ဂီတဖြောပြေပွဲအဖွဲ့ဝင်တူးဖြစ်တဲ့ကိုထွတ်ကတော့ဒီလိုထင်မြင်ချက်ပေးပါလေမဖြစ်စေချင်ဘူးဖြစ်လည်းမဖြစ်သင့်ဘူးဟုတ်ကဲ့ဘောလေဗမာပြည်အနှံ့သွားလာတယ်အခုဆိုနောက်ဆုံးတစ်ခေါက်တနည်းမှပြန်လာလာရှိုးဆိုရင်ကျွန်တော်တို့အကုန်လုံး ဒီအနာမိုင်ဖွင့်စည်းရအောင်ကြိုးနေတယ်။ဒီကတော့စီတူတီပြည့်ကုန်ပြီ။အားလုံးဝိုင်းဝန်းပတ်ဖို့ဒီလိုပဲတိုင်းကလုံးမှာပဲနေရမှာစို့ပေါ့နော်။ဒီလိုပဲဝိုင်းဝန်းပတ်မှုတော့ပဲကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့။လုံးနေတဲ့လုံဆောင်ချက်တွေကလည်းညာမြင်သာထင်သာတဲ့လုပ်တွေပဲကျွန်တော်။ဟုတ်ပါဘူး။လုပ်ငန်းအောင်တကယ်ဝဲထဲထဲဝင်လုပ်နေတာကြောင့်လူမှုကွန်ရက်အဖွဲ့အစည်းတစ်ခုကိုအကူအညီပေးလို့အာဏာပိုင်များဘက်က PRP တရားစွဲဆိုပြစ်ပေးတဲ့အပေါ်မှာ ကာယကံရှင်ဥမ္မောင်ဆိုကအခုလိုဝေဖန်ထောက်ပြသွားပါတယ်ခင်ဗျာဟာလို့ဆိုတော့ကျွန်တော်တို့တဲ့ရတားစကားပြောရရင်တော့ဒါတရားဥပဒေထက်မှဘူးမှမရှိရဘူးလို့ဆိုဆိုလည်းပဲအခုဒါကျွန်တော်တို့ရတားတယောက်နေနဲ့တွေးမယ်ဆိုလို့ရှိရင်တော့ဒါလူမှုကွန်ရက်တစ်ခုကိုလူမှုကွန်ရက်အဖွဲ့အစည်းတစ်ခုကနေပြီးတော့အကူအညီပေးတာဒီဒါကျွန်တော်မှအပြစ်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒဏ်ငွေရိုက်တယ်ဆိုတာကတော့ကျွန်တော်တရားမျှတမှုရှိရလို့ကျွန်တော်မထင်ဘူးဥပဒေထက်မှဘူးမှမရှိရဘူးလို့ဆိုဆိုလည်းပဲကျွန်တော်တို့သိတဲ့လောက်ကတော့ ုတ်ချိုပိုင်းဆိုင်ရာတွေဟာဒီပုဂ္ဂလဒိဋ္ဌာမှာပြောရရင်ဟုတ်တယ်မဟုတ်တရားဥရိရဲ့အထက်မှာဝင်ရောက်ပြီးတော့ဆွတ်ဖက်နေတယ်လို့ကျွန်တော်သုံးသပ်တယ်ဒါကျွန်တော်ရသားတယောက်အနေနဲ့သုံးသပ်တယ်ဒီဥရိပိုင်းဆိုင်ရာစီရင်ဆွတ်ဖက်တာကိုတော့ကျွန်တော်မြည်သည့်ကိစ္စမှာကောက်မှုရှိပါဥယျာဉ်လွင်ဥဆောင်တဲ့လွတ်လပ်ငင်းချမ်းပန်းရည်လံဒိဋ္ဌသောပြီးပွဲများဟာမြမပြည်တဏ္ဍာရီရမှာတဘာဝဘေးအန္တရာယ်နဲ့စစ်ဘေးကြောက်ရွံ့နေတဲ့ဒေသကပြည်သူများအတွက် လက်လက်အလှူကံခုန်ညီခဲ့တာလို့ဆိုပါတယ်စက်တင်ဘာလ9ရက်6ရက်9ရက်များမှာမကွေးတိုင်းအတွင်း6ရင်းနှံချောင်းမကွေးမြို့များကိုအလှူကံရရှိမှုဟာငွေကျပ်68သိန်းကျော်ရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာရန်ကုန်မြို့အလုံးသစ်စိတ်ဝင်းအတွင်းကမိုးကောင်းသစ်ဆက်မှာနှစ်30ကျော်နေထိုင်လာတဲ့ကျူးကျော်အိ200ကျော်ကို အမှတ်နဲ့အလုံးသစ်စိတ်ဝင်မန်နေဂျာဦးအောင်ကြီးက2013ခုနှစ်မတ်လနောက်ဆုံးထားပြီးပြောင်းရွှေ့ခိုင်းနေတဲ့အတွက်ရက်ကွက်နေပြည်သူတွေက88မျိုးဆက်ចောင်းသားများရုံးကန်းကိုမနေ့ကတွားရောက်ပြီးအကူအညီတောင်းခံခဲ့ပါတယ်အခုလိုတွားရောက်အကူအညီတောင်းခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိုးကောင်းသစ်စိတ်အတွင်းမှာနေထိုင်သူဦးဝိုင်းမြက်က RFA ကိုအခုလိုရှင်းပြပါတယ်တို့ကတနေ့ရမှာပြန်လဲမနေနိုင်ဘူးအဲ့တော့ပြန်မနေနိုင်တဲ့အခါကျတော့ဒီလူတွေကကိုယ့်အစီအစဉ်နဲ့ကိုပြောင်းရမယ်ဆိုတော့ ဘလုံးမှာသူကကြောင်းเสียနေရာလည်းမရှိဘူး။ညသောအဖြစ်ဒီမိโกတဲ့လူတွေကဒီအလုံးဈေးတို့၊သီရိမင်္ဂလာဈေးတို့ဒါတွေမှာပဲလိုက်ပြီးတော့ဈေးရောက်ဈေးဝယ်လုပ်နေလူတွေလက်လွတ်စားများတယ်။အဲ့ဒီလူတွေကနေเสียနေရာဘယ်မှမရဘူး။ဘယ်မှလည်းမရှိမှာမဟုတ်ဘူး။ကြောင်းဆိုရင်သူကဘလုံးလုံးကြောင်းဘူး။ကားတော့မကားနိုင်တဲ့လူတွေများတာ။လက်လွတ်လက်စားဈေးရသားတွေအခုတော့ဒီနိုင်ငံတော်သမ္မတကလည်းသူတို့ဒီဈေးရမွေးတင်မှုပပျောက်ရေးနေသက်ဒေသနဲ့ဈေးရသားတွေပပျောက်ရေးဆိုပြီးတော့အကောင့်ထဲခေါ်တဲ့အချိန်မှာဒီဈေးရသားတွေအတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီလိုပြပြခါခါကြီးပေါ့လေကိုယ့်အစီအစဉ်နဲ့ကိုယ်သွားဆိုတာ ဘလုံးမသွားလည်းမသွားနိုင်ဘူးသွားလို့လည်းမရဘူးအဲ့တော့ကျွန်တော်တို့ကဒီကနေပြောင်းမယ်ရွှေ့မယ်ဆိုရင်နေရမနေရမမရှိတာပြောင်းလို့လည်းမရဘူးအလုံးတစ္ဆက်ကတောင်းဝင်ရှိသူတွေအနေနဲ့ចောင်းသားမရှိတဲ့မိသားစုတွေကိုယခုနှစ်ဒီဇင်ဘာနောက်ဆုံးထားပြောင်းရွှေ့ခိုင်းပြီးចောင်းသားရှိတဲ့မိသားစုတွေကိုတော့2023ခုနှစ်မတ်လနောက်ဆုံးထားပြောင်းရွှေ့ခိုင်းထားပါတယ်နှစ်ကာလကြာရှည်နေလာတဲ့မိသားစုတွေကိုနင့်နာကြီးပေးဖို့အစီအစဉ်မရှိပါဘူးဒီမိုးကောင်းတစ္ဆက်မှာအင်ဂျီ200ကျော်ရှိပြီးလူ1000ကျော်နေထိုင်တယ်လို့သိရပါတယ် နှစ်ပေါင်းများစွာနေထိုင်လာတဲ့မိသားစုတွေကိုဒီလိုနစ်နာကြေးပေးခြင်းမရှိဘဲနှင်ထုတ်တဲ့အပေါ်ကို88မျိုးသက်ចောင်းသားအဖွဲ့ကကိုစော်မင်းကအခုလိုဝေဖန်ပြောကြပါတယ်ဒီတတော်ဥတီဌာနနဲ့တာဝန်ရှိသူတို့ကသူတို့စာထုတ်လိုက်တဲ့ဒါမှ highlight တွေနဲ့စာအောင်တွေ့ရတယ်သူတို့တွေရေးတာကဘာရောကြီးမှလည်းရဖို့မြုံလင်းတယ်ဘာနေရာမှလည်းအစားရဖို့မြုံလင်းတယ်ဆိုတော့ကျွန်တော်ကြားတယ်ကျွန်တော်လည်းချက်ချက်ချာခံစားရတယ်ဒါဟာဥရိမဲ့လက်လွတ်စပဲချိန်ချောင်းမှုတခုလို့ကျွန်တော်ခံစားရတယ်ခံစားအခါမှာ ကျွန်တော်အခြားကျူးကျော်တွေလိုပဲကျူးကျော်ဆိုပေမဲ့နိုင်ငံသားတွေဖြစ်တယ်စီးရင်သားတွေဖြစ်တယ်သူတို့အတွက်နေထိုင်ရေးအတွက်အာမခံချက်ရှိသောနေရာတစ်ခုသူတို့စားရေးတောက်ရေးအတွက်လည်းလောကန်စားသုံးလို့အဆင်ပြေနိုင်မယ်ဆိုဒီနိုင်ငံသားအများစုကိုပြုပြင်ပြောင်းလဲမှုတိုင်းဟာနိုင်ငံသားအများစုကိုမနစ်နာတော့ပြုပြင်ပြောင်းလဲမှုဖြစ်စေခြင်းနဲ့ဒီညတို့ RFA ရုံမြင်သားညအစီအစဉ်တွေလည်းဒီပါရင်ပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ် အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်